ပတ်တကီအသင်းကောင်းဆောင်ရနေတူဟာအန်နာစာအသင်းအတွက်တရာသီဆော်ဒီပရိုလိနောက်ဆုံးပွဲစဉ်ပါဝင်ကစားပြီးမှာအသင်းကနေထွက်ခွာပွဲရှိတဲ့အရေးမှုကိုဖွင့်ရခဲ့ပါတယ်။ရနေတူကဒီခန့်ပြီးဆုံးသွားပါပြီ။ဇလန်ကတော့ဆက်ပြီးရေးနေတုံးပါပဲ။အားလုံးကိုကျေးဇူးတင်ပါတယ်လို့သူ့ရဲ့ပုံနဲ့အတူဆိုရှယ်မီဒီယာမှာရေးသားခဲ့တာပါ။ အန်နာဆာအသင်းအားယာတီနောက်ဆုံးပွဲစဉ်မှာအယ်ဖာတက်အသင်းကို3ဂိုး2ဂိုးနဲ့အေးနိုင်ခဲ့ပြီးရနယ်ဒိုကတကိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ရနယ်ဒိုဟာဒီသွင်းဂိုးကြောင့်တရာတီဆော်ဒီပရိုလိပြိုင်ပွဲမှာသွင်းဂိုး25ဂိုးနဲ့ဂိုးသွင်းအများဆုံးကစားသမားဖြစ်200တီဇက်တိုက်ရပ်တည်နိုင်ခဲ့တာပါ။ဒါပေမဲ့အနာစာအသင်းဟာဆော်ဒီပရိုလိပြိုင်ပွဲမှာ MB ဇီယာအဆင့်3နေရာနဲ့ယာတီအဆုံးသက်ခါလာမယ့်ယာတီအာရှချန်ပီယံလိပြိုင်ပွဲရှင်ပြိုင်ခွင့်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ ရနဒိုဟာအနာစာအသင်းရဲ့ဆူဖလာအောင်မြင်မှုတွေဝေးကွာနေတာကြောင့်အနာဂတ်ကိုစဉ်းစားနေပြီးသူ့ရဲ့လက်ရှိစာချုပ်ကလည်းဂျွန်လာဆိုရင်ကုံဆုံးတော့မှာဖြစ်ပါတယ်။ရနဒိုနဲ့အနာစာအသင်းတို့ရဲ့စာချုပ်ဆွေးနွေးမှုတွေကလည်းရပ်တန့်ထားခဲ့တာကြောင့်သူ့ရဲ့အနာဂတ်နဲ့ပတ်သက်တဲ့သတင်းအများပြားထွက်ပေါ်နေတာဖြစ်ပါတယ်။မကြသေးခင်မှာဖီဘာအကြီးကဲအင်ဖန်တီနိုကရနဒိုဟာဖီဘာကလပ်ကမ္ဘာဖလားပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်မဲ့အသင်းတစ်သင်းမှာဝင်ရောက်ကစားနိုင်တယ်လို့မှတ်ချက်ပေးထားတာပါ။ ရနေဒိုဝါဖီဘာကလပ်ကမ္ဘာဖလားပြိုင်ပွဲကိုဝင်ရောက်ရှင်မြိုင်မဲ့အမီမဖော်လို့တဲ့ဘရာဇီးကလပ်အသင်းတင်းရဲ့ကံလမ်းမှုကိုရရှိထားတယ်လို့စပိန်သတင်းစာမာကာကဖော်ပြထားပါတယ်။နွေရာသီမှာကျင်းပမဲ့ဖီဘာကလပ်ကမ္ဘာဖလားပြိုင်ပွဲကိုဘရာဇီးကလပ်အသင်းတွေဖြစ်တဲ့ပိုတာဖိုဂိုဖလိုမီနက်စ်ဖလာမင်ဂိုနဲ့ပယ်မရီယက်စ်အသင်းတို့ဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်။အသက်40နှစ်အရွယ်ရှိတဲ့ရနေဒိုဟာအင်နာဆာအသင်းအတွက်132ပွဲပါဝင်ကစားထားပြီး69ဂိုးသွင်းယူထားတာဖြစ်ပါတယ်။